ကဗျာကျွန်တော်ကဗျာကိုချစ်တယ်ကဗျာပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်အဲ့လိုပြောပြီးသုံးနှစ်လောက်ဆောင်ခဲ့ရတာလေအခုမှပြောရတာဆိုတော့လေမူဟာပါပါပေါ့ကဗျာနဲ့ပတ်သက်တဲ့အရာအားလုံးကိုကျွန်တော်ချစ်တယ်အဲ့ဒါကြောင့်မို့လို့ကဗျာအနာမှာကျွန်တော်အချိန်နဲ့ရှိနေပြီးကျင်တာအဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းချစ်ချစ်ဟာ ချမ်းอ่ะပဲအရင်မူပါနေမှာသူတို့မင်းသမီးဘတ်ဂျက်အချိန်ပေးလိုက်တာတပတ်မင်းသားဘတ်ဂျက်စကားဆမ်းပြန်ကြီးလည်းမူပါတာအဲ့လိုချစ်ဟောင်းကား ီတန်းမှာတော့ရုပ်ရှင်ကားကြီးကမတင်ခင်မှာကလေးကပေါ့နော်ရုပ်ရှင် page မှာတင်တဲ့စာသားတွေကြည့်ရတယ်လူကအေးပျော်ကြခြင်းတွေသူတို့ဖြစ်နေတာဆိုတော့ရုပ်ရှင်ကားကြည့်တဲ့ခါကျရင်ဒီ mountain run လေးနဲ့ဒီပုံမမီတာတော့ဘလို့ roll ကြအောင်လဲဆိုတော့အရန်ကြည့်ချင်နေတာပေါ့ဟုတ်သူပြောသလိုပဲကျွန်တော်တော့ကဒါကတော့အမှန်တကယ်ကျွန်တော်အရင်တော့ romantic ကရိုက်မယ်ဆိုရင်ကျွန်တော်ထွက်ပြေးရတယ်မှာပါတယ်ရှုံးမလိုက်ဘူးလုံးဝလုံးဝမလိုက်ချင်ဘူးမလိုက်ချင်ဘူးမရိုက်ချင်ဘူးပေါ့နော်မရိုက်ချင်ဘူးလောကကျွန်တော်တော့အရန်ခက်ခဲတယ် ဒါပေမဲ့အဲ producer ကနေပြီးတော့ဒါအဲ့လိုကနေရိုက်ချင်တယ်ကျွန်တော်လည်းအရင်လုပ်ကြည့်ချင်တယ်ကျိုးသားကြည့်မယ်ဗျာလို့ဆိုပြီးတော့ဒါဆက်ဆက်ရေးတဲ့ကဒါမလိုက်မဖက်ကိုဆက်ရေးရတာဒါချုပ်ပြောရတာပါမလိုက်မဖက်ကိုဆက်ရေးတယ်ဆိုတာဒါဒီတက်မှာကောင်းကြီးနဲ့အောင်မလေးကဘာလို့မလုပ်ပေးရမလဲကောင်းမလေးကဖြူဖြူချောချောအဲ့လိုမျိုးလေးပါကောင်းကြီးကခက်ကျန်းတယ် ဆိုတော့အဲ့ဒါကြောင့်ဒီဒီဥဆောင်တယောက်ကဒီလိုမလိုက်မဖက်ဖြစ်နေရပါဘောเนาะဆက်ရဲ့သဘောအရာဒီထဲမှာကျွန်တော်အဲ့လိုအကြည့်တွေကတေချာဖမ်းရတယ်ဘောเนาะတေချာဖမ်းရဆိုတော့ဒါမပွင့်ရဲ့ကြိုးစားမှုဘောเนาะတေချာလေးကျွန်တော်တို့ဒါဒီကားထဲမှာဝတ်တဲ့အဝတ်စားတွေရောရိုက်တဲ့ location တွေဟုတ်တယ်အတန်တွေတချင်းတွေဆိုလို့ရှိရင်ကျွန်တော်ဇက်ဝင်တေးပြီးတော့၃ပုတ်၃ပုတ်အစ်စ်တစ်ပုတ်ရဲ့နောက်ထပ်အာနမေရပြီးတာပြည်သက်တိပြီးတာတချင်း၂ပုတ်ရဲ့ ဇဝင်တီဆိုလဲ၃ပုံကျွန်တော်နောက်ပြီးတော့ location ဆိုရန်ကုန်မှာရရခဲတဲ့နေရာရရခဲဆိုတော့ဒီရန်မြောင်းနေရာရှင်းရခတ်တယ်လေအဲ့နေရာမှာကျွန်တော်စူးစမ်းပြီးတက်ရိုက်ကူတာတယ်အဲပြီးတော့ဟို DM အကြည့်ရအစကျွန်တော်ဒီချာလီတကယ်ဘယ်လိုလဲစိတ်ချစ်တဲ့အကြည့်ရဖြစ်အောင်လို့တော့စူးစမ်းပြီးတော့လုပ်တကယ်မူပါနေရမလားတကယ်လည်းမူပါပါတယ်မူပါပါတယ်မူပါပါတယ်သူနဲ့လည်းလိုက်တယ်သူနဲ့လည်းလိုက်တယ်ဆိုတာဒါဟိုအဲ့လိုမျိုး ုစရွေးတဲ့ရတယ်သူနဲ့ဒီနေရာလေးကလိုက်တယ်ဆိုပြီးတော့သူ့ရွေးချယ်ပြီးခဲ့တယ်ဒါပေါ့ဆိုတော့ကကြတော့သူနဲ့လည်းရန်လိုက်ပါလားဒီဒီစကားကသူကရိုက်ရိုက်ပြီးရိုက်နေတယ်ပါလေသူကရေခုံစိတ်လို့ရှာရိုက်ပြီးသွားတဲ့အချိန်မှာတချင်းနေအတင်းဆက်တဲ့အချိန်မှာလည်းတော်တော်ဖြစ်နေတာကောင်းလေးကလေဟုတ်တယ်ဘောဦးဒီစကားပေါ်မှာရေခုံတဲ့ဟာကိုပြောတာအဲ ဒီစကားပေါ်မှာ तू ဘယ်လိုဖြစ်နေမလဲဆိုသူ့ကိုအဲကာရက်တာပေါ်မှာရှင်ခုံလာပါဘောနော်တခြားရှင်ခုံနေပါလေဆိုတော့မသိဘူးအာကာရက်တာဝင်နေတော့မယ်ကဗျာကျွန်တော်ကဗျာကိုချစ်တယ်ကဗျာပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်ရှင်စကားဒါရင်းစကားပြောတဲ့အခါကျွန်တော်တို့အဲ့ဒီကစကားတကားလုံးကျွန်တော်တို့ရိုက်ကူးတဲ့အချိန်လေးကြာတယ်အဲ့စကားအကုန်လုံးရိုက်ပြီးတော့မှအဲ့ဒီစကားဒီစကားပြောရဲ့စင်တစင်းနဲ့ရိုက်ဖို့အတွက်ကျွန်တော်တတတရထက်တယ်တာဖြစ်ပါတယ် ။ဘာလို့ဆိုတော့အစနဲ့ကျွန်တော်တို့အစမပြောဘူး။ဒီကားရိုက်နေစဉ်ကာလအတွင်းမှာကျွန်တော်တွားတဲ့နေရာလေးတွေများတယ်။အချိန်နဲ့နည်းနည်းကြာဆိုတော့ဒီမင်းသားနဲ့မင်းသမီးကမစတူနီအောင်လို့တမင်ထားရတာပေါ့နော်။အဲ့ဒီစဉ်ကိုကျွန်တော်တို့တက်တက်အဲ့ဒီကားရိုက်ပြီးတော့မှကျွန်တော်ဂျပန်လောက်နေတော့မှဘာလို့ဆိုတော့ရိုက်ကူးနေစဉ်ကာလအယုတ်တွေကိုလည်းပြန်ပြီးတော့ခန်းစားလို့ရအောင်။ပြီးတော့ဒါဘလောက်ကြာမှပြန်ရတဲ့အချိန်မှာပြန်တွေ့ရခန္ဓာချက်မျိုးလည်းရအောင်လို့တမင်ကိုမပွင့်ရဒီမှုကိုဖမ်းပြီးတော့ ဘယ်လိုပြောရမလဲအရင်လွမ်းနေတယ်ဆိုတဲ့ပုံစံမျိုးပါပါတော့ဆက်ကားထဲကအယုတ်တွေလည်းပြန်ခန်းစားလို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်အဲ့စင်ကိုကျွန်တော်နည်းနည်းကြာမှရိုက်ကူးခဲ့တာဗျအဲ့အတွက်ကြောင့်မလို့ဒါအဲ့စင်တွေကအဆင်ပြေသွားလို့ချင်တယ်ဟုတ်ဒါကတော့ပြောရတယ်ကျွန်တော်ဘယ်လောက်ဖြစ်နေလဲအဲ့လိုပြောလို့3နှစ်တော့ဆောင်းခဲ့ရတာလေအခုမှပြောရတာဆိုတော့လေမူကပါပါပေါ့7နှစ်တော့ဆောင်းခဲ့ရတာပြောရတယ်မဆုံးဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စားစကားပြောတဲ့အစင်ကအဓိကအဲ့လိုမျိုး သူပြောချင်တဲ့ဟာတွေကိုမမွေ့မယဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံစံတန်မျိုးပေါ့နော်အပြင်နဲ့ကြိုက်တာညီွားတာပေါ့အဲ့လိုပြောတာအပြင်မှာလည်းပြောချင်တယ်အဲ့လိုဇက်လိုက်ပြောပြတာကြိုက်တာထပ်တူကြတယ်အပြင်ကြိုက်တာထပ်တူကြပါတယ်အဲ့လိုလိုကြိုက်တာဖြစ်ပါတယ်အဆင်ပြေပါတယ်ကဲကြာကျွန်တော်တချမ်းပဲရမူပါနေမှာသူတို့မင်းဒီဘက်ကျအချိန်ပေးလိုက်တာတပတ်မင်းသားဘက်ကျစကားဆမ်းရခဲ့ရမူပါတာအဲ့လို